်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကီကော်တိုက်ပွဲတွင်စစ်တိုက်လေယာဉ်မှုပုံကျဲမှပြီးစစ်ခွေးအများပြားတိတ်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်လေကေကော်နီတိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လေရင်များဟာတိုက်ပွဲတွင်အတွင်တနက်ဆောင်တန်နှင့်မိပောက်တန်တွေကြားထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ဆီအာနာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင်ထိန်းချုပ်လို့တော့လေလေရင်မှောင်မှုကြောင့်အလွန်ကြီးမားသည့်အဆက်သက်တည်နေ တက်တည်ခံရခြင်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကွင်းအတွင်းတွင်တိုက်လေယာဉ်နှစ်စင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီးလေတူးမှစစ်ခွေးတက်အစုအပြုံကြီးကိုဘုံကျဲချခဲ့ကြပါတယ်။သို့သောတရင်အရာတိုက်လေယာဉ်များမှန်ညှိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ဘဲစစ်အင်အားသက်ဆောင်နေသည့်တရင်တရင်ပေါ်အဆက်မပြတ်ဘုံကျဲချခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်စစ်ခွေးများအများပြချက်ချင်းတိဆုံသွားကြပြီးတချို့ကညွှန်ကြားပေးနေတဲ့အရာရှိတွေရဲဘက်တွေပါတိဆုံခြင်းထရန်ရာချင်းများဖြစ်ပေါ်ခဲ့ပါတယ် ဒေသုံတိစစ်သားရေအတွက်ကိုတိကျစွာအာဏာရှင်ဘက်ကမဖော်ပြနိုင်တော့လေလက်ရှိထိစစ်သေးဆုံးသူအရေအတွက်30အများနှင့်အထက်ရှိကြောင်းဒေသခံများထံမှအတိအပြုသတင်းများထွက်ပေါ်နေပါတယ်။ဒေသုံသူများတဲ့တွင်မိလောက်ကျွမ်းသွားသူများဘုံပေါက်ချင်းကြောင်းအလောင်းပုံစံမခံမနဲ့လောက်အောင်မိလောက်ကျွမ်းသွားသူများအပြင်အလွန်အမင်းတရားရသူများပါပါဝင်ကြပါတယ်။တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော့လေအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရရှိပါတယ်။ ဒေသခံများကစစ်လေရင်တွေတိုက်ခိုက်လာတဲ့အခါဘုံကျနေသည့်နေရာတွေကလက်နက်မဲ့စစ်ခွေးတပ်များစုပေါင်းနေတဲ့နေရာတွေပါအမားကြောင့်သူတို့ကိုသူတို့ပဲတေချေသွားကြတာကိုမြင်တွေ့ရတဲ့ဟုဖော်ပြခဲ့ကြပါတယ်လေခိကော်တဝိုက်တိုက်ပွဲတွေနေ့တိုင်းနေ့ပါလက်နက်ကြီးပောက်ကွဲတံများကြားနေရတော့လဲဤတစ်ချိန်ဖြစ်ပေါ်မှုသည်အချင်းချင်းပြစ်ခတ်မှုမှားယွင်းခြင်းကြောင့်အာနာရှင်ဘက်အတွက်စစ်တပ်ဆွမ်းအားတစ်ဖက်လုံးရောကြသွားမည်အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်းစစ်တုံးပညာရှင်များကသုံးသပ်နေကြပါတယ်လေခိကော်တိုက်ပွဲတွင်စစ်တိုက်လေရင်များအချင်းချင်းပုံကျဲမှမှုကြောင့် စ်ခွေးအများပြားသိဆုံးသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကြသည့်ထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဆက်လက်ပြီးနယ်ဒလင်းတွင်စစ်တပ်ကိတ်ကိုဝန်ရောက်တိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးပြီးစိုင်းကလေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိပေါင်းတယ်တွင်လည်းစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတပ်ဦးသေဆုံးနေဆိုတဲ့တင်ကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။ဘကိုးတိုင်းနယ်ဒလင်းမြို့နယ်ရှားပြူကုန်းရွာရှိအကြံဖက်စစ်တပ်ကိတ်ကိုဝန်ရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနဲ့ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းဒေတာရင်းစစ်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ26ရက်နေ့နနက်10:00စက်တမိနစ်ခန့်တွင်နက်တလင်းမြို့နယ်ရှားပြူကုန်းချေရွာရှိအကြံဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကိုတော်လန်ရေးရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကဂိတ်စခန်းရှိဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းသိရပါရယ်။ ဒီနေ့နဲ့နောက်ပိုင်းမှာရှားပြူကုံကြီးရွာကစစ်ခွေးစစ်စစ်ရိတ်ကိတ်ကိုတော်လန်ရိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်မှာစစ်ခွေးနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိပြီးနှစ်ကောင်သေဆုံးနေလို့သိရတယ်။နောက်ပြီးဆိုင်ကယ်လေးစီးနှင့်စကားပြောဆက်တလုံးနဲ့တင်စီရရှိတယ်လို့သိရတယ်ဟုဒေတာရင်းစစ်ရေးတရင်ကြီးမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကတပ်ခွဲ6အေယာညီနောက်တပ်ခွဲနှင့်လက်တလင်းမျိုးနယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရိတ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလာတူပကိုးတိုင်းပေါင်းတယ်မျိုးနယ် ပန်းသိန်းပင်ကြီးရွာမှာဆိုင်ကယ်များဖြင့်ထွက်လာသည့်အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတအူးသေးဆုံးခဲ့ကြောင်းအမတ်နှစ်စစ်စင်ရေးနေမိကထုတ်ပြန်ထားပါရယ်ယနေ့နိုဝင်ဘာ26ရက်နေ့နနက်ပိုင်းတွင်ပေါင်းတိန်မြို့နယ်ပန်းသိန်းပင်ကြီးရွာမှာဆိုင်ကယ်များဖြင့်ထွက်လာသည့်အကြမ်းဖက်စစ်သားများကိုအမတ်3800တက်တရင်ယုံရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သားတအူးသေးဆုံးပြီးတအူးထိခိုက်ဒဏ်ရာရှိကဒေါ်လန်ရဲရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါရယ် ဆက်လက်ပြီးအလင်းဝင်စစ်မှုရန်တပ်သားလေးဦးစလုံးစစ်တပ်ကိုပြန်တိုက်ညီဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ထံအလင်းခွင်လာသည့်စစ်မှုရန်တပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်ကြမည်ဟုသိရပါသည်စစ်တပ်ပေါ်တာဆွဲချင်းခံရပြီးစစ်မှုရန်အပတ်စဉ်နှစ်ကိုနှင်းဆနစ်တင်နန်းစင်၄ဦးသည်ချောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ထံနိုဝင်ဘာ၂၅ရက်တွင်လက်နက်နှင့်တကွာအလင်းဝင်ခဲ့ကြောင်းချောင်းမြို့နယ်ပကပကသတင်းပေးထုတ်ပြန်ပါသည် သူတို့ကနေအောင်ကပဲသူတို့ပေါ်တာဆွဲခံလိုက်ရပြီးတော့ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့ပဲဝင်လာခဲ့လိုက်ကြတာပေါ့နော်သူတို့ကပေါ့နော်ကျွန်တော်တို့နဲ့အတူပဲပူးပေါင်းပါဝင်ပြီးဒီစစ်တပ်ကိုပြန်တိုက်ဖို့ကျွန်တော်တို့ကိုတောင်းဆိုထားတာရှိတယ်ကျွန်တော်တို့ကလည်းလက်ခံထားပါတယ်ဟု၆မြို့နယ်ပါကဖားမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်၎င်းတို့နဲ့အတူ MB2 တနတ်တလန်နေမိုင်၃လုံးကြီးပေါက်၁၄ခုနဲ့ကြီးစံအချို့ပါလာပြီးအလင်းဝက်တပ်သား၄ဦးကို၆မြို့နယ်ပါကဖားက၄ဦးပေါင်းငွေကျပ်၃၄၀ချင်းမြင့်ခဲ့ကြောင်းသိရပါတယ် အလင်းဝင်တပ်သား၄ဦး၏နေရတဝင်ထမ်းဆောင်ခဲ့သည့်တပ်နှင့်ဆက်သွယ်အလင်းဝင်လာပုံကိုမူလုံခြုံရေးအဖြစ်ကြားခြင်းမရှိပေအလင်းဝင်၄ဦးတဲ့တွင်စစ်မှုရန်အပတ်စဉ်နှစ်သင်္ကန်းစင်တီတူတက်ချက်အဖြစ်တဝင်ထမ်းဆောင်ခဲ့ပြီးကျန်သုံးဦးမှရိုးရိုးတပ်သားများဖြစ်ပါသည်ဆက်လက်ပြီးစစ်ကောင်စီဝင်လာမဲ့မိုးကုတ်နဲ့မိုးမိတ်မှ TNL ကတပ်တွေဖြတ်ချက်ကနေရာယူထားပြီးဒီနေ့အထိတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာခြင်းမရှိသေးဆဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် စစ်ကောင်စီကိုပြန်လွှဲပေးရမယ့် PSLF TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်မိုးမိန်မြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့မှာတောင်တက် TNL ရဲတပ်ဖွဲ့တွေကဖျက်ချက်နေရာယူထားတယ်လို့ဒီပြင်တရင်ချင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။မိုးမိန်မြို့ထဲမှာ TNL ရဲတပ်ဖွဲ့ဝင်ဂျာနဲ့ချီပြီးရောက်ရှိနေပြီးမြို့ပြင်ကကြေးရွာတွေမှာတော့ခချင်းတက်မရော KIA အပါအဝင်တော်လန်ရေးတက်တချို့နေရာယူထားတာရှိတယ်လို့မိုးကုတ်မြို့ထဲမှာရှိနေတဲ့စစ်ရေးတရင်ချင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ အခုကစကစဘက်ကမြူရင်းဝင်လာတာမရှိသေးဘူးမိုးမိတ်ဝင်းကျက်မှာ TNL အပြင် KIA AVSDF SSPP PLA နဲ့ပကဖအဖွဲ့တော့သူ့နေရာနဲ့သူတော့ရှိကြတယ် TNL စုံမဲ့ရဲ့အတိအကျမသိသေးပေမဲ့လောက်ကုန်မိုးကုတ်ဝင်ပြီးမှမိုးမိတ်ရောက်မယ်ကြားရတယ်လို့သတင်းဌာနကပြောပါတယ်။ဒါပြင်မိုးမိတ်မျိုးပေါ်ရှိလူလူထက်ဝက်နှီးပါဟာလေတိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်လာကြောင်းဘေးလွယာကိုချိုးတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သူကဆက်ပြောပါတယ်။ မိုးကုတ်မြို့ပေါ်မှာလည်းလက်ရှိအချိန်အထိ DNL ရဲ့ရဲဌာနနဲ့အုတ်ထိုးရဲ့အဖွဲ့တွေဆက်ရှိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာမရှိသေးဘူးလို့မိုးကုတ်မြို့ရှိ DNL နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။သဘောတူပြီးအပြည့်ရတော့ DNL ဘက်ကမြို့ကိုစစ်ကောင်စီလက်ထဲပြည့်အပ်ရမယ့်အခြေအနေပေါ်လက်ရှိမိုးကုတ်မှာရှေ့တန်းကနေပြန်လာတဲ့ TNL တက်တွေရှိနေတော့အင်းအားများတယ်လို့ဆိုပါရယ်မိုးကုတ်မြို့ကန်ထက်ဝက်ကျော်ဟာဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့ နေမြေအပြင်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးနဲ့ရန်ကုန်စတဲ့နေရာတွေမှာတင်းရှောင်သွားကြတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကမိုးကုတ်နဲ့မုံမိတ်မြို့တဲကိုလာမယ့်နိုဝင်ဘာ30ရက်နေ့ဒီဇင်ဘာ1ရက်မှာဖွင့်လာမယ်လို့သတင်းတွေထွက်နေပြီးသတင်းဌာနကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒါပြင်မိုးကုတ်နဲ့မုံမိတ်မြို့တဲဖွင့်လာမယ့်စစ်ကောင်စီတပ်တွေကို TNL ဘက်ကလုံခြုံရေးပေးမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီတပ်နဲ့တအောင်တပ်တို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီး ်အပြစ်ရဖို့သဘောတူပြီးနောက် TNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့နယ်ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။